ဟယ်လိုအားလုံးမင်္ဂလာပါဖိုးမန်ချန်ကနေကြိုကြိုပါတယ်လီဗာပူးနဲ့ဆောက်တန်ပွဲမှာတော့3-1ဆိုရဲရတဲ့လီဗာပူးတင်းရဲ့ဘက်ကကျွန်တော်တို့ဒါအနိုင်ရတယ်ပေါ့နော်ဆောက်တန်ရဲ့ဘက်ကဥဆောင်ကိုတွင်းနိုင်ခဲ့ပြီမယ်လေလို့လီဗာပူးတင်းရဲ့ဘက်ကပင်နယ်တီ2ကိုအပါဝင်3ကိုပြန်သွင်းပြီးတော့3-1ဆိုရဲရတဲ့ကျွန်တော်တို့လီဗာပူးကနိုင်တယ်ဆိုတော့လီဗာပူးကဒီပွဲနိုင်ခဲ့တဲ့အတွက်ဒုတိယနေရာကအာဆင်နယ်နဲ့16မှတ်ထိကျွန်တော်ဖြတ်သွားပြီးပြီ ဆိုတော့ဒီညမှာအာဆင်နယ်ကတော့မန်ချက်စတာယူနိုက်တက်နဲ့မကန်ရသေးဘူးဆိုတော့ဒါနှစ်ပွဲယော့နေသေးတယ်ဗောနော်နှစ်ပွဲယော့နေသေးတယ်ဆိုတော့ဒါပေမဲ့လို16မှတ်ဆိုတဲ့ပမာဏကတော်တော်ကိုများပြားလွန်းတယ်ဆိုတော့အဆင့်1နဲ့အဆင့်2ကအတင်းကြားထဲမှာအမှတ်ကွာမှုအဲ့လောက်များတယ်ဆိုရင်ဒါချန်ပီယံကဖြစ်ဖို့အတွက်ယာနှုံးပြည်နီးပါးကိုတည်ကြနေပြီလို့ကျွန်တော်ပြောရမယ်လေဗာဦးတင်ရဲ့ဘက်ကနောက်ထပ်6ပွဲနိုင်ရင်ပရီးမီးယားလိချန်ပီယံဖြစ်ပြီနောက်ထပ်6ပွဲနိုင်ရင်ပရီးမီးယားလိချန်ပီယံဖြစ်ပြီဒါအပြင် နောက်ထပ်6ပွဲပြီးတော့9ပွဲမြောက်မှာအာဆင်နယ်နဲ့ဂန်မှာဆိုတော့อืมနည်းနည်းတော့စိတ်ဝင်စားဖို့အတွက်ကျွန်တော်ကောင်းနေပေါ့เนาะဒါပေမဲ့လည်းလို့ဒါဒီပွဲကကျွန်တော်ဟိုလီဗာပူးဘက်ကကြည့်ရင်ဒီချက်ပူပြီးတော့အပြောင်းလဲကြီးအများကြီးပူပြီးတော့လုတ်ခဲ့မယ်လို့ကျွန်တော်ထင်တာသူတပင်အာနီစလော့ကဒီ PSG ကို1-0နဲ့သူတို့အဝေးကွင်းမှာနိုင်ထားပြီးတော့ဒီအင်ကာဘိုတဟူမှာလည်းသူတို့ဒုတိယကြော့ကစားရအောင်မယ်ဆိုတော့ကျွန်တော်အဲ့ပွဲကိုအားထည့်လိုက်မယ်ပရီးမီးယားလိဂ်ကလည်းအမှတ်ကပြတ်နေပြီးသားဆိုတော့ ဟိုစောက်တန်တန်နဲ့လည်းကစားတာဖြစ်တဲ့အတွက်သူတို့အမှတ်ရော့လိမ့်မယ်လို့ကျွန်တော်ဘလုံးမောင်ကိုထင်မှတ်တာဘူးဆိုတော့အမှန်ကန်လူစင်းအပြောင်းလေးတွေလှုပ်လိမ့်မယ်လို့လည်းကျွန်တော်တွေးထားတာဒါပေမဲ့လို့အပြောင်းလေးကျွန်တော်မလုပ်ခဲ့ဘူးမလုပ်ခဲ့ပဲနဲ့လက်ရှိမှာကျွန်တော်ဒီတော်တော်များများနေရာတွေကိုဘာလို့လူစင်းတိုင်းကျွန်တော်ထည့်လာတာစောက်တန်တန်နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင် ဆောက်တန်အတွက်ကတော့ထူးထူးခြားခြားကြီးလေပါဦးသိန်းကိုပေါ့နော်ပုံမှန်တက်ဆိုင်တော့ဒါတို့ခပ်ပြီးနိုင်ကြတယ်လို့ကျွန်တော်ပြောရမယ်ဆောက်မျော်လင်းချက်ထူးထူးခြားခြားကြီးမရှိဘူးပေါ့ဒါအဆင့်20ကအတင်းလေးဖြစ်တယ်တရားဒီလုံးနေတာနဲ့60နဲ့5ခုဒီပြီးထားရပြီးဒါအတင်းလေးဖြစ်တယ်ဆိုတော့လေပါဦးသိန်းရဲ့ခန်းစစ်ကိုသူတို့ဘလူးမန့်အဲ့ဒီပါလိုက်ဆောက်ရီဘောက်တင်းရဲ့တိုက်စီကိုဘလူးမန်တားနိုင်မယ်လို့တော့ကျွန်တော်မထင်ခဲ့ဘူး။ဒါပေမဲ့လို့ဆောက်တနတ်ဟာထင်တာထက်ပိုပြီးတော့တော့လုတ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်ယူဆတယ်။ဆောက်တနတ်ဒီနေ့ပွဲဒီမှာဂိုဘောက်ကွန်တီမှု6ကျင်ရှိတယ်။ လေးချိန်ကိုပေါက်တက်ပြီးတော့တကူးရတယ်ပေါ့ဒါဘန်ဒိုက်ကသူဖြတ်မှားတယ်လို့ဂိုးသမားတက်ယူမှားလို့ ਨੇ ချုပ်ချက်ခက်နေနေထွက်လာတဲ့ဘောလုံးကိုဒါစမောဘုံကကန်သွင်းသွားတာပေါ့နော်တော်တော်ကောင်းတဲ့ကန်သွင်းမှုပါဘာလို့လဲဆိုတော့အဲအားလုံးကဟိုဘက်ကိုနော်ဗာလဲ ပြန်ချိုးပြီးမဲ့ဘက်ကိုအာယုံရောက်နေကြတဲ့အချိန်မှာဂိုးရဲဟူသူအလစ်ဆန်ရဲ့ပေါင်ကြားရီကနေတွင်းသွားတာဆိုတော့ဆောက်တန်ကဒါဟိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒုတိယပိုင်းမှာတော့ဒါဝင်နူးနက်စ်ကအဲလူဝီဒီယက်ဆဲချိုးပြီးတဲ့လုံကနေပြောချစ်ပါဘူးတွင်းတယ်ဒါအပြင်ဒါဝင်နူးနက်စ်ကြောင့်လာတာရလာတဲ့ပင်နေတီတလုံးရဲ့ဆောက်တန်နောက်ခံကစားဆောက်တန်ကဂျပန်ကစားမှထင်ပါတယ်နော်လက်နဲ့တွန်းယူသွားတဲ့ဘောလုံးကိုရလာတဲ့ပင်နေတီရဲ့နဲ့ဆာလာကပင်နေတီနှလုံးသွင်းပြီးတော့3-1ဆိုတဲ့ရလာနဲ့ကျွန်တော်အနိုင်ရတယ်ဒီဘောက်အသင်းကထုံးတဲ့အတိုင်းပဲဒီလိုအသင်းကိုရှင်ကစားတဲ့အခါမှာ အရာရာပူပြီးတော့ကောင်းကြတဲ့အတင်ပေါ့ဗျာနော်ဘောလုံးပိုင်ဆိုင်မှုကလည်းကျွန်တော်တို့က82ရာခိုင်နှုန်းကြီးကျွန်တော်ရှိခဲ့တယ်ဂိုးသူအတိကန်တဲ့အကျဉ်း28ချိန်ကြီးဂိုးပေါက်ကွန်တင်မှုရှိတယ်ဗျာ9ချိန်တိတ်ပြီးတော့3ဂိုးရတဲ့ပင်နေတီနှလုံးနဲ့ဆိုတော့နောက်တန်းမှာလည်း Robertson လောက်ပဲသူတို့အပြောင်းလဲလုပ်တာနော် Robertson လောက်ပဲအပြောင်းလဲလုပ်ပြီးတော့ Simicat တို့ဘာလို့ကိုကျွန်တော်ထည့်လာတာဒါပေမဲ့သူစောစောစီးစီးဝါသွားတယ်ဆိုတော့သူ့ကိုလူစားပြန်လဲပြီးတော့ Robertson ကိုပြန်ပြီးတော့ထည့်ခဲ့တယ်ဒါလေဘာဝီရဲ့ဘက်က နောက်တစ်ခုကကွင်းလယ်မှာဆိုလို့ရှိရင်လည်းကာတီဂျုံးစီဒိုမီနစ်ဆိုဘူဇလန်ရဲ့ဂရီဗန်ဘာချ်ထုတ်လာပြီးတော့အလစ်စတာတယောက်တော့ဖဲအနားပီးလာတာတိုက်စစ်ကတော့နူနက်စ်ထည့်လာတယ်ဆိုတော့ကျွန်တော်ကတော့ဒါအနားပီးခဲ့တယ်လို့တော့မထင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကြည့်ရင်လီဗာပူးတင်ရဲ့ဘက်ကကျွန်တော်ဒီပွဲမှာလူစားအများကြီးအပြောင်းလဲလုပ်လိမ့်မယ်လို့ထင်ထားပါပဲကျွန်တော်မြင်များမှာတော့သူတို့ရဲ့ strong အဖြစ်ဆုံးပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲလူစင်းနဲ့သူတို့ထွက်လာတာ ဆိုပထမအကြောင်းမှာလည်းသူ3-2ထင်ပါတယ်ပင်နေဒီတွေဘာတွေနဲ့လေပေါင်းနိုင်တာအခုဒီဒုတိယအကြောင်းမှာလည်း3-1နဲ့နိုင်တယ်ဒီဒီမှာကျွန်တော်ကတော့လေပေါင်းဦးတင်ရဲ့အကောင်းဆုံးကစားမကိုပြောပါဆိုရင်ကျွန်တော်တို့ဒီအာနိုလည်းဒီနေ့ပွဲတမှာမဆိုးဘူးဗျကစားတာပြောရရှင်ကျွန်တော်လူဝီဒီယက်စ်ကလည်းဒီနေ့ပွဲတမှာတော်တော်လေးမဆိုးဘူးပေါ့နော်ဒါဝင်နူးနက်စ်ကကိုယ်တိုင်ကလည်းရှေ့မှာခေါင်းတိုက်တဲ့အလုပ်နဲ့ထောင်တက်တာတွေဘာတွေရှိပြီးမဲ့လေလို့နှစ်ကိုစလုံးသူ့စီကလာတာဆိုတော့ဒါဝင်နူးနက်စ်ကအများကြီးပူပြီးတော့ဒါ effective ဖြစ်ခဲ့တဲ့ player လို့ပြောလို့ရတယ် ဟိုအဝါကထိထားပြီးသားပါเนาะကိုင်းဝေါ်ကာပီတာကိုကန်ခဲ့တဲ့အတွက်အဝါကထိထားပြီးသားဖြစ်တဲ့အတွက်သူ့ကိုလူစားလဲခဲ့ရတယ်တိုင်းအဲ့မဲ့လေလို့ကျွန်တော်ဒါလူဝီဒီပိုင်ဆိုဒါဝင်နူးနက်ကနေပြီးတော့အများကြီး effective ဖြစ်အောင်ကျွန်တော်စွမ်းဆောင်နိုင်ခဲ့တယ်ဆာလာကတော့ဗျာဒီညမှာကျွန်တော်ပြောမယ်ကျွန်တော်ပင်နေဒီနှလုံးသားအတွင်းသွားတာဘာမှန်ထူးထူးခြားခြားလုတ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးเนาะအခွင့်အရေးဖန်တီးမှုပိုင်းဒီမှာလည်းအဲ့လောက်ထိကျွန်တော်အများကြီးမရှိဘူးကျွန်တော် PSG နဲ့ပွဲတုန်းကလည်းဘာမှမလုတ်နိုင်ခဲ့ဘူးအခုဒီပွဲလဲတကယ်တမ်းကဘာမှလုတ်နိုင်ခဲ့တယ်လို့မထင်ဘူး တာမန်ပဲခြေစွမ်းကပင်နယ်တီနှလုံးကိုနော်လုံးဝဒီဒီဗာလဲအပြောင်းလဲလုတ်ပေးသွားတာပဲကျွန်တော်ရှိတာ ူရူကြကြကြီးဆာလာအနေနဲ့အများကြီးပူကောင်းခဲ့တဲ့ကစားမလို့ကျွန်တော်မထင်ဘူးဒီနေ့ပွဲမှာလေဘူ PSG နဲ့ပွဲစဉ်ကတည်း PSG နဲ့ပွဲကတော့တော်တော်ကိုဆူဆူဝါးပေါ့ဗျာဒါပေမဲ့အဲ့ဒီပွဲစဉ်ကပရီးမီးယားလိအများစုကအလိုပါပဲเนาะဆာလာကကိုယ်ဒီသွင်းနေဖန်တီးမှုတွေလုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါဒီနဲ့ပဲကျွန်တော်စကားပြောကြရတာတကယ်တကယ်ကွင်းထဲက performance ကအဲ့လောက်ကြီးကြီးကျွန်တော်ကောင်းတဲ့ပွဲစဉ်တွေအများကြီးရှိတာမဟုတ်ဘူးဒီပွဲဆိုလို့ရှိရင်တော့ဒါဝင်နူးနက်စ်တို့ဘာလို့ကပို့ပြီးတော့ထိရောက်မှုရှိခဲ့တယ်လို့ကျွန်တော်ပြောရမယ်အဲဒါပေမဲ့လည်းလို့ပေါ့နော်ဆာလာဟာ ထုံးတဲ့အတိုင်းပဲပေါ့ဗျာနှစ်ကိုးသွင်းပြီးတော့ပင်နေဒီကနေနှစ်ကိုးသွင်းပြီးတော့ကိုးသွင်းအများဆုံးနေရာမှာဆက်ပြီးတော့ကျွန်တော်နေနိုင်တယ်ဆိုတော့ Louis DS လည်းပထမပိုင်းမှာတော်တော်တိုင်ပတ်နေပြီမယ်လို့ဒုတိယပိုင်းမှာအများကြီးပိုကောင်းလာတယ်ကျွန်တော်ထင်တယ်ဆိုတော့ Louis DS ဒီမဟုတ်ဘူးတသိန်းလုံးနီးပါးကပထမပိုင်းမှာတော်တော်တိုင်ပတ်ခဲ့တာလေဘာဘူးဘက်ကကြည့်ရင်အဲ့ဒီလုံးဒီပါကျွန်တော်တို့ထင်သလောက်ထိမလုံနိုင်ခဲ့ဘူးအဲဒါအပြင်ဆောက်တန်နံဘက်ကိုပေါ့နော်ဆောက်တန်နံဘက်ကနေပြီးတော့တိုက်စစ်ဆင်တဲ့နေရာတွေမှာလည်းတချို့မလိုအပ်တဲ့လုံနေသူတို့ခွင့်ပြုရတယ် ဆိုတော့ပထမပိုင်းမှာတော်တော်လေးတိုင်ပတ်ပြီးတော့ဒုတိယပိုင်းမှာတော့ပိုကောင်းတဲ့ performance တွေတသင်းလုံးကြီးပါပြခဲ့ရတယ်ပို့ပြီးတော့ချစ်လက်တာတွေကျွန်တော်တွေ့လာရတယ်အန်ဒီရများတဲ့ဖန်တီးမှုတွေပို့ပြီးတော့တွေ့ရတယ်ပို့ပြီးတော့ထိရောက်တဲ့ကစားဟန်တိုက်စစ်ဆင်ဟန်တွေကိုကျွန်တော်မြင်ရတယ်ဆိုတော့လိုအပ်တဲ့နိုင်ပွဲကိုကျွန်တော်ရသွားပြီးတော့ပရီးမီးယားလိမ့်မှာလည်း16မှတ်ပြတ်သွားပြီးဆိုတော့တော်တော်ကိုစိတ်ချတဲ့အနေအထားတစ်ခုကျွန်တော်ဖြစ်သွားပြီးချန်ပီယံစ်လိမ့်မှာလည်းပထမကြော်မှာ1-0နဲ့နိုင်ထားပြီးသားဆိုတော့လေဗာပူးသင်းနေနေပေါ့နော်ပြိုင်ပွဲတိုင်းမှာအရာအလုံးကအချင်းကြီးကောင်းနေတယ်လို့ပဲကျွန်တော်ပြောရမယ် ဆိုတော့လီဗာပူးတင်က16မှတ်ပြတ်သွားပြီဆိုတော့ကျွန်တော်တို့ဒီနောက်ထပ်6ပွဲနိုင်တာနဲ့ချန်ပီယံဖြစ်ပြီးဆိုတော့ညိုရိုနေနေရောဘလူးမင်းညလည်းအာဆင်နယ်ကထပ်ပြီးတော့ PR ပေးနိုင်ပါဦးမလားဆွေးနွေးကြပါဦးကျေးဇူးအပြည့်နဲ့ညီကိုပြားတို့ကိုကျေးဇူးများတင်ပါတယ်